ရေဘော်အီဒီ channel ကနေပြန်လဲကြိုဆိုပါရစေ။ဟုတ်ကဲ့ပါဒီနေ့က17ရက်17လ2025ပေါ့နော်။အဲကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကြိုချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေ။အဲတော့ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာလေးနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ပါလဲဆိုတော့ Japan စစ်ကောင်စီရဲ့ပြန်ကြားရေးတာဝန်ခံ Japan စော်မင်းထွန်းစော်မင်းထွန်းကသူတို့လုပ်မဲ့ရွေးကောက်ပွဲကိုအဲသူတို့လုပ်မဲ့ရွေးကောက်ပွဲကပေါ့နော်။နိုင်ငံတကာကအတိအမှန်မပြုတ်ဘူးဆိုတာကိုလက်ခံလိုက်တဲ့အကြောင်းဒုတိယအကြောင်းအရာကတော့ လက်ရှိ line မှာမှာပွဲဆွနေတဲ့ဝါကားကြီးပေါ့ဝါကားပိုင်ရှင်ကြီးကြောင်းနော်တာလာမိုးသိန်းနဲ့လက်ရှိ line မှာမှာပွဲဆွနေတဲ့ဝါကားပိုင်ရှင်ဝင်းမင်းမောင်ခေါ်ရှေမန်းဒီကောင်ဘလူကောင်မျိုးလဲဆိုတဲ့အကြောင်းပေါ့နော်ဒီကောင်ကဘလူဖွဲ့စည်းတွေနဲ့ဘသူတွေနဲ့ပါဝင်ပတ်သက်ပြီးတော့မှနောက်ခွက်ကနေပြီးတော့မှအမှုပညာတော့ကကိုဘလူထိ ंछ ုပ်လောက်ကင်နေလဲဆိုတဲ့အကြောင်းပေါ့နော်အဲဒီပြောတော့ဝင်ရှိပါတယ်အဲ့တော့အခုပြမဆောင်အနေနဲ့ အကြဖတ်ဆောင်မဲထွန်းပြောတဲ့ဇာတ်နဲ့စတာပေါ့နော်အဲ့တော့အကြဖတ်ဆောင်မဲထွန်းကဘာပြောလဲဆိုတော့လာမယ့်ဒီဇင်ဘာလမှာတဲ့အချင်းပါမယ်ရွေးကောက်ပွဲကိုတခြားနိုင်ငံတွေကအတိမတ်ပြုခြင်းမပြုခြင်းထက်တဲ့နိုင်ငံသားတွေကအတိမတ်ပြုဆုံးဖြတ်တယ်လို့ရှင်းရင်တဲ့လုံလောက်ပြီတဲ့နော်လုံလောက်ပြီဖြစ်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေပဲဖြစ်တယ်တဲ့မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးခွင့်ရှိပါတယ်တဲ့ဟောအေးဟုတ်တာပဲနော်သူပြောတာဟုတ်တယ်လို့လို့ပေါ့ဗျာ အဲ့ဒါမှရွေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိမတ်ပြီးအဆုံးဖြတ်ရပါမယ်တဲ့။ဒါဆိုရင်လုံလောက်ပြီဖြစ်ပါတယ်တဲ့။ဩတော်တော်ညံနေတာပါလားလို့တွေးမိတယ်ပေါ့နော်။အဲ့လိုကောင်မျိုးတွေအတိုင်းပြီးအုပ်ချုပ်မှာပြ။အဲ့တော့ तू ပြောတဲ့မြန်မာနိုင်ငံသားတွေဆိုတာဘာလို့ပြောရမလဲနော်။ဟွန်းသူတို့ကိုထောက်ခံတဲ့လက်တဆုပ်စာလူတအုပ်စုကိုမြန်မာနိုင်ငံသားလို့ခေါ်တာလို့ဖြစ်ပါလိမ့်မယ်နော်။အဲ့တော့နိုင်ငံတကာထောက်ခံမှုမရှိဘဲနဲ့ နိုင်ငံတနိုင်ငံကယက်တီလို့မရဘူးဆိုတာဒီကောင်းนี่မသိတာမဟုတ်ဘူးသိတယ်ဗျသိတယ်ကျွန်တော်တို့ဒီခေတ်သစ်ကဘာကြီးမှာဘယ်နိုင်ငံကားမှာတကူရဲရက်တီလို့မရပါဘူးတော့ဒီကောင်ကတော့အားကျနေမှာပေါ့ဥပမာကျွန်တော်တို့ကျူးကားတို့မြောက်ကိုရီးယားတို့ပေါ့နော်ဘာဖြစ်လဲကျူးကားကခေါင်းဆောင်နေဘာဖြစ်ဘူးလေကေချောကဘာဖြစ်လဲဘာဖြစ်ဘူးလေချမ်းသာနေရတယ်နော်စီးစိမ်ကြီးနေနေရတယ်ပြည်သူတွေဘာဖြစ်လဲမွဲတာပေါ့ငတ်တာပေါ့ဒုက္ခရောက်တာပေါ့ဒီကောင်တွေကဘာဖြစ်မှာတော့ နော်ကင်ဂျုံရဲ့လက်ဆုပ်စာဘာဖြစ်လဲ EC ပဲနော်အာလက်ခုပ်ကိုအာရပါရတီးပြီးတော့မှဟာကိုသားလောက်ရှိတဲ့ကောင်ဖះထူးနေရတယ်ဘဝမျိုးအဲ့ဒီဘဝမျိုးမှာရတဲ့စီးစိမ်ဥစ္စာကိုပြောတယ်မမောတယ်အချိန်ပြင်းလေမင်းဓာတ်တင်ထားတဲ့ဘဝမျိုးပြောရတယ်ဒါပေမဲ့အတွေးကမြင်ပါတဲ့သူတွေအတွက်ကြတော့ဒီလိုဘဝမျိုးကိုမမမောဘူးကြီးရနော်အဲ့တော့ခေတ်သစ်ကဘာကြီးမှာဘယ်နိုင်ငံကားမှာတကူလေးရက်တီလို့မရဘူးအဲ့တော့ तू ကနိုင်ငံတကာထောက်ခံမှုမလိုဘူးလို့ तू ပြောနေပေမဲ့လက်တွေ့ နိုင်ငံတကာအသိမှတ်ပြုမှုဟာနိုင်ငံတစ်နိုင်ငံအတွက်စီးပွားရေးလူမှုရေးနိုင်ငံရေးကဏ္ဍအားလုံးမှာအသက်တစ်ဖွဲ့အရေးကြီးတယ်ဗျ။မဟုတ်လဲဆိုတော့နိုင်ငံတကာအသိမှတ်မပြုဘူးဆိုလို့ရှိရင်စပြီးစိုးကျိုးတွေခံစားမှာနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်တာပဲ။အဲ့တော့နိုင်ငံတကာကကုမ္ပဏီကြီးတွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေစီးပွားရေးလုပ်ငန်းကြီးတွေကတရားဝင်မှုမရှိတဲ့အစိုးရလက်အောက်ခံနိုင်ငံမှာတရားဝင်မှုလေတရားဝင်တော့သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက စိတ်ချရတဲ့အစင်မှမရှိဘူးအဲ့တော့ဒီလိုတရားမဝင်တဲ့အစိုးရတရက်အမိခံလောက်ခံမှာရင်းနှီးမြှုပ်နှံမှုသူတို့ဝင်လေးကြတာပေါ့ဒါကြောင့်အလုတ်ကင်ခွန်လန်းတွေဆုံးရှုံးနေဝင်ငွေတွေဆုံးရှုံးမှာပေါ့နော်နောက်တစ်ခု sanction တွေပို့ပြီးတော့မှတိုးလာမှာအမေရိကန်ဥရောပသမ္မတဒီလိုမျိုးပေါ့နော်အင်အားကြီးနိုင်ငံတွေကစီးပွားရေးပိတ်ဆို့အရေးယူမှုတွေဒီလိုမျိုးပြုတဲ့အခါနိုင်ငံရဲ့ပို့ကုန်၊သွင်းကုန်၊လုပ်ငန်းတွေအကုန်လုံးနှိမ့်ပါရက်ဆိုင်ကုန်။အဲ့တော့နိုင်ငံသားဝင်ငွေကလုံးဝရပ်တန့်သွားတယ် ဘာနာကြီးထိခိုက်မယ်အဲ့လိုဘာနာကြီးထိခိုက်တဲ့အချိန်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတော့ဒီ World Bank လို့เนาะအပြည်ပြည်ဆိုင်ရာငွေကြေးကြမ္မာငွေအဖွဲ့ IMF တို့เนาะအဲ့ဒီလိုနိုင်ငံတကာဘာနာကြီးအဖွဲ့အစည်းတွေစီကချင်းငွေတွေအကူအညီတွေထောက်ပံ့မှုတွေလုံးဝပြတ်တောက်သွားမှာအတိမတ်မပြုသူ့ကိုအစိုးရတရက်လို့အတိမတ်မပြုရင်ဒီအကူအညီတွေကရနိုင်ကြအကြောင်းမရှိတော့ဘူးအဲ့တော့ဘာတွေဆက်ပြစ်မလဲဆိုတော့တိုင်းပြည်ရဲ့စီမံကိန်းတွေအခြေခံအဆောက်အအုံတွေဖွံ့ဖြိုးတိုးတက်ရေးအကုန်ရပ်တန့်သွားမှာပြောပုံပြောပုံတော့ဒါပြောပုံ ကိုကိုနိုင်ငံသားတွေကအတိမပြည့်ရပြီဆိုတော့ပြောပုံပေါ့နော်ဘာတွေထိခိုက်မလဲဆိုတာကျွန်တော်ထောက်ပြနေရငါစကားနွားရပြောတဲ့အောက်တန်းစားတွေနော်အဲ့တော့အဲ့လိုမျိုးဗန္ဒာကြီးအခက်ခဲတွေဖြစ်သွားတယ်နောက်ထပ်ဘာထပ်ဖြစ်အောင်မလဲဆိုတော့နိုင်ငံတကာငွေကြေးလေပတ်မှုပြဿနာအဲ့မှာတွားအောင်ပါလေနိုင်ငံတကာဘန်စနစ် Swiss ပေါ့ဗျာအဲ့ဒီကနေဖယ်ရှားတာမျိုးတွေလုတ်လိုက်ရင်နိုင်ငံသားငွေလွှဲပြောင်းလုပ်ငန်းတွေအကုန်လုတ်ကန်ရခတ်သွားမယ်စီးပွားရေးကူးလူဆက်ဆံမှုတွေအကုန်ရပ်တန့်သွားမယ် သူတို့ကတော့ခိုးပြီးတော့မှာပေါ့သူတို့ကဒေါ်လာတွေရှိတာပေါ့နော်အဲ့ပြည်သူကဒုက္ခရောက်ပါလိမ့်နော်ဒါတွေပဲလားဆိုတော့မဟုတ်သေးဘူးလူသားချင်းစာနာမှုအကူအညီတွေတွားပြီးနိုင်ငံတကာကအသိမှတ်မပြုပဲဒီလိုမျိုးဖယ်ကျင်လိုက်ရင်ခုနသမဂ္ဂကပြီးအသိမှတ်မပြုတော့ဘူးလေအဲ့တော့ UN ပါဝင် NGO NGO အဲ့ဒီ project တွေနောက်ကျန်းမာရေးနဲ့ပညာရေးနောက်စားနပ်ရိက္ခာအထောက်ပံ့နေ တွားပြီးတော့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ရမှာတော့ပြည်သူလူထုရဲ့ဘဝတွေကပို့ပြီးဆိုးဝါးတွားမှာပဲဖြစ်တယ်နောက်ထပ်တစ်ဆက်ထဲမှာပဲလာအောင်မယ်ပညာရေးနီးပညာစဉ်းစားကြည့်လေနိုင်ငံတကာအသိမှတ်မပြုတဲ့အစိုးရလက်အောက်မှာရှိနေတဲ့ပညာရေးဆိုင်ရာဒိဋ္ဌရရတယ်မပညာရေးဖလှယ်မှုအစီအစဉ်တွေနီးပညာလွှဲပြောင်းမှုအစီအစဉ်ဒါတွေကိုရပ်ဆိုင်းသွားမှာပဲအဲ့တော့တိုင်းပြည်ရဲ့လူငယ်တွေရဲ့အနာဂတ်ကတွားပြီလေကပိုင်းနဲ့အဆက်အသွယ်ပြတ်ထောက်သွားတယ်။ရနစ်ကိုရီးယားဖြစ်နေရတာပဲ။မြောက်ကိုရီးယားနော်။ ငါတို့တင်တာပဲယူတော့ဘောလူကိုမဟုတ်တော့အလူလူမတွေးနိုင်တော့ဘူးလေသူတို့တွေးခိုင်းတာပဲတွေးတယ်သူတို့လှုပ်ခိုင်းတာပဲလှုပ်နိုင်တယ်တိုင်းပြည်မှာရှိနေပြည်သူတွေကလူတံပိုးတွေကြာဆင်းသွားတယ်လူအဆင့်တန်းမပြီးတော့အမိုးဝင်းထောင်ထဲမှာနေရတယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒီလိုပုံစံမျိုးဆက်သွင်းနေတာဗျဒီကောင်တွေကနောက်ရွေးကောက်ပွဲဆိုတာကနိုင်ငံတကာကသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုက်ညီမှတရားဝင်မှုရှိတယ် နိုင်ငံတကာကအတိအမှတ်မပြုဘူးဆိုရင်အုပ်ချုပ်နေတဲ့အဲ့အစိုးရကနိုင်ငံတကာဥပဒေနဲ့အညီတရားဝင်မှုမရှိဘူးတရားမဝင်အုပ်စုပဲဖြစ်တယ်ဆိုပြီးတော့မှအသက်မှတ်ခံရမှာအဲ့တော့ပြောနေတယ်ဒီဆန်နေဒီဆန်နှုံးနေနဲ့ရုပ်ောက်ပွဲလုပ်ပါဒါဆိုလို့ရှိရင်အတိအမှတ်ပြုပါမယ်လို့ပြောနေတဲ့ဟာဒီဆန်နှုံးတွေကိုတခုမှမလိုက်တာအဲ့တော့အတိအမှတ်ပြုဆိုရင်တွားပြီပေါ့နော်ကုလသမဂ္ဂကအတိအမှတ်ပြုတော့မှာပေါ့အဲ့တော့အဲ့ဒီအချိန်မှာကိုယ်နိုင်ငံရဲ့တိုးတက်ရာတိုးတက်ကြောင်းနေဒီကပကုလသမဂ္ဂဆွေးနွေးပွဲကြီးတွေမှာနော်ဆုံးဖြတ်ခွင့်ဆွေးနွေးခွင့်မဲပိုးကတွားပြီပုံဆုံးရှုံးပြီ အဲဒီဆုံးရှုံးမှုကကျွန်တော်တို့တိုင်းပြည်ရဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့ဆုံးရှုံးမှုတစ်ရက်ပဲအဲ့တော့ပြောချင်တာကနိုင်ငံတကာကအသိမှတ်ပြုမှုမရရင်တိုင်းပြည်နဲ့ပြည်သူလူထုကစီးပွားရေးရအဖက်ဖက်ကဒုက္ခကြီးကြီးရောက်နိုင်မယ်ဆိုတာကိုဒီကောင်ကြီးကောင်းကောင်းသိတယ်ဗျနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေရပ်ဆိုင်းတာတွေပိတ်ဆို့အရေးယူခံရတာတွေဗန္ဒာရေးအကူအညီပြတ်တောက်တာတွေဖြတ်တောက်ခံရတာတွေဒီအကျိုးကျေးဇူးတွေရလာမယ်ဆိုတာဒီဆိုးကျိုးတွေပေါ့နော်ဒီကောင်ကြီးမသိတာမဟုတ်ဘူးသိတယ်ဗျပြောရရင်တော့ ဒါကိုတိတိကြီးနဲ့ဒုက္ခရောက်ရှင်ရောက်ပါစေနိုင်ငံတကာစံနှုန်းတွေနဲ့နိုင်ငံတကာအမြင်တွေကိုတော့ငါတို့မလိုက်နာနိုင်ဘူးခေါင်းမာမာနဲ့အာနာရဖို့ပဲမျက်လုံးထဲမှာအထာပဲရှိတယ်နော်အာနာရဖို့တစ်ခုပဲမျက်လုံးထဲမှာရှိတယ်အဲ့ဒီအတွက်ကိုလက်ရှိကျွန်တော်တို့ပြည်သူလူထုရဲ့အနာဂတ်ကိုငင်းချေဖြတ်စည်းလိုက်တဲ့အယုံမာဆုံးလုပ်ရပဲအဲ့တော့ပါဇက်ကနေပြောမှာပြည်သူတွေပြည်သူတွေရှောက်ပြောတယ်နော်ကျွန်တော်အရင်ဆုံးပြောရရင် နော်ပါဇက်ထဲမှာမစင်တုံးကြီးထည့်ပြီးတော့မှပြည်သူအတွက်ပြည်သူအတွက်ပြောရင်တော့မှကျွန်တော်တို့ယုံမှာမဟုတ်ဘူးယုံနိုင်ကြအကြောင်းမရှိဘူးအဓိကကြီးရဲ့ချက်ကတော့သူတို့အာဏာတည်မြဲရေးသူတို့အကျိုးစီးပွားခိုင်မာရေးဒါပဲရှိတဲ့တဲ့လားနော်အဲ့တော့နိုင်ငံတကာကဖယ်ကျင်လိုက်ရင်ဖြစ်လာမယ်စီးပွားပြက်ကွက်ကိုမင်းတို့ပြည်သူတွေခံကြငါတို့ကခံကြရမလို့ငါတို့ကအေးဆေးပဲယုံမှာမင်းမဆိုင်တော်တော်ယုံမှာတာဗျာနော်တော်တော်ယုံမှာအဲ့တော့ဟုတ်ပြီအဲ့လိုနိုင်ငံတကာကဖယ်ကျင်လိုက်ရင်ဒီ ဆိုးကျိုးတွေဒီ side effect တွေရလာတဲ့အခါမှာဘယ်ကိုသွားပြန်အားကိုးရမလဲဆိုတော့တရုတ်နဲ့ရုရှားကိုသွားပြန်မပြန်အားကိုးရဒီကောင်ကအဲ့တရုတ်ရုရှားကိုဒီကောင်ကဘာထင်တာဗျကဘာထင်ပြီးမိုက်မင်းနေတာအမြင်ကျင်းတာပေါ့ဗျာအမြင်ကျင်းတဲ့ကောင်ကဘာကြီးမှာဒီမိုကရေစီအင်အားကြီးနိုင်ငံတွေဥရောပသမဂ္ဂဂျပန်အိန္ဒိယအာဆီယံအဖွဲ့ဝင်နိုင်ငံကြီးတွေအများကြီးရှိနေတာဒါတွေကိုလက်လူရှုပြီးတော့မှတရုတ်နဲ့ရုရှားလောက်ကိုကဘာထင်ပြီးတော့မှ ကျောင်းနောက်မှာထားပြီးတော့မှအားကိုးနေတာတကယ်ကိုမှခင်ဗျာတော်တော်ပိုင်မဲလွန်းနေထပ်ပြီးတော့ကျွန်တော်တို့ကဒုက္ခတွေထိုက်ရအောင်ပါအဲ့တော့ကဘာကြီးကမရတဲ့အကူအညီတွေကိုတရုတ်နဲ့ရုရှားစီကသူရမယ်ဘာတွေပြန်ပေးရမလဲမျှဝေစဉ်းစားကြည့်လို့အဲ့တော့တရုတ်နဲ့ရုရှားစီကသူတို့စီးအထောက်ပံ့နေရရင်ရမယ်နိုင်ငံကြီးကအသက်ရှူပေါ့ချောင်ရင်ချောင်လိမ့်မယ်ဒါပေမဲ့ခင်ဗျာစီးပွားရေးတိုးတက်ဖို့ဖွံ့ဖြိုးတိုးတက်ဖို့ကတော့လုံးဝမစဉ်းစားနဲ့ဘာကြောင့်လဲဆိုတော့နိုင်ငံတကာဗန်ဒါကြီးစနစ်မှာနေပတ်ဖို့အတွက်ဒီကောင်းအတွက်နေရာမှမရှိတာ ဲ့ဒါကြောင့်ကမ္ဘာနိုင်ငံအသီးသီးရဲ့ထောက်ခံမှုလိုအပ်တယ်ဗျတိုင်းပြည်တိုးတက်ဖို့ဆိုလို့ရှိရင်တိုင်းပြည်တွေကလက်တဆုပ်စာလူလေးကမဲသွားပြီးပြီးတော့မှဟာရပြီကွာဆိုပြီးတော့မှအဲ့ဒီလိုမာမာနထောင်လာပြီးတော့မှညံနေတော့ ਨੇ စကားမျိုးဗျာနော်တကယ်မဟုတ်သူငယ်တန်းအစဉ်စကားမျိုးထွက်ပြောတာနော်တိုင်းပြည်ရဲ့တိုင်းပြည်ကိုချုပ်ကင်ထားတဲ့ခေါင်းဆောင်တွေက ပြောရမယ့်စကားတဲ့နော်တော်တော်ပဲဗျာနော်တော်တော်အဆင်မရှိတဲ့စကားနော် တော့အခုတရုတ်နဲ့ရုရှားကိုအားကိုးမှာပေါ့ဒါကဘာဖြစ်သွားလဲဆိုတော့သူတို့ပြောနေတဲ့ဗမ်းမလိုက်ရင်မူဝါဒတွားပြီလေတစ်ဖက်ဆောင်းနေဆက်ဆံရင်ဒါတို့တိဆောက်လိုက်တာပဲအဲ့တော့နိုင်ငံကြီးမူဝါဒလုံးဝကျင်းပြောင်းသွားတာပဲအဲ့တော့တရုတ်နဲ့ရုရှားကိုအားကိုးပြီဆိုတော့အနည်းဆုံးပြတရုတ်ရဲ့အကျွေးနွန်နေတော့ကျွန်တော်တို့ဝင်သွားမှာပဲအော်တရုတ်ကလာမယ်လေမြန်မာနိုင်ငံထဲမှာအခြေခံအဆောင်အဉ်စီမံတရုတ်ကဒီလိုကမြပျက်စီးယိုယွင်းနေတဲ့တည်ငြိမ်မှုမရှိတဲ့နိုင်ငံတွေကိုလိုက်ကြည့်နေတာအဲ့ဒီနိုင်ငံတွေကငါဘယ်လိုမျိုးငါ အမြတ်ထုတ်လို့ရမယ်လိုက်ကြည့်နေတယ်တေယုတ်ကအဲ့လိုပေါင်းမျိုးဘာဖြစ်လို့လဲတေယုတ်ကသူကလူပီသားတဲ့တေယုတ်မှမဟုတ်တာတေယုတ်တွေကတော်တော်နော်တေယုတ်အစိုးရပေါ့ဗျာနော်ပြောရရင်တေယုတ်လူမျိုးတွေကိုထိပါတယ်စိုးရတယ်ကနော်အဲ့တော့သူကသူ့နိုင်ငံတွေကလူကြီးတန်းထောင်ချုံကြီးကိုသူကကျွေးဖို့ကလူသေးတယ်လေ။အဲ့တော့သူများနိုင်ငံရှိရသူကမတရားလိုက်ယူသွားတာ။အဲ့တော့ဘာလုပ်မလဲ။အာစီမံကိန်းတွေလုပ်မယ်အခြေခံအဆောက်အအုံတွေစောင့်မယ်အတိုးအတိုးနှုံးတွေမြန်မာတဲ့ငွေတွေနဲ့ချေးမယ်။ အဲ့တော့တိုင်းပြည်ကဘာရင်းနှီးမြှုပ်နှံမှုမှမရှိတဲ့အခါကျတော့ဘာဖြစ်လဲအကျွေးပြန်မဆန်းနိုင်ဘူးပေါ့အကျွေးပြန်ဆိုင်တော့ဘာဖြစ်လဲအာအဲ့မှာအဲ့ဒီစီမံကိန်းတွေဖြတ်သိမ်းခွင့်စီမံကိန်းတွေဖြတ်သိမ်းခွင့်ငါဖြတ်ချင်မှဖြတ်မယ်ပြောတာနော်ဖြတ်သိမ်းခွင့်နောက်တစ်ခါစိတ်ကမ်းလို့အရေးကြီးတဲ့ပိုင်ဆိုင်မှုတွေအဲ့လိုနေရာတွေကိုနှိရှိလာများငားရန်ခွင့်တွေတောင်းခံတာတို့မျိုးတွေရှိလာလိမ့်မယ်တိရီလင်္ကာတို့ပါကစ္စတန်တို့နော်အဲ့ဒီနိုင်ငံတွေပေါ့ဗျာနော်တရုတ်ကျွင်းတို့နေနေတာတိရီလင်္ကာတို့ပါကစ္စတန်တို့က တရုတ်ကျွန်းတို့ထဲမှာတွားပြီးတိုက်ကြီးကချုပ်ပြန့်တာလူစင်မမီတော့ဘူးအဲ့တော့ဝင်ကိုရောက်ပေးရလို့နိုင်ငံတကာကဖယ်ချင်လာတယ်ဝင်ကိုရောက်ပေးရလို့တလမ်းပဲရှိတယ်လေတရုတ်နိုင်ငံကိုနိုင်ငံရဲ့တဘာဝတင်စာရတွေတဲ့ဒံငွေမီရှာတတ်ထုစသဖြင့်ပေါ့ဗျာဒါတွေကိုထုံးစံတိုင်းပေါ့အတန်းရှင်လက်ထက်ကလို့ဈေးနေပြီးရောင်းမယ်ဒါမှမဟုတ်မြန်မာနိုင်ငံထဲမှာလာခဲ့နော်တတန်းရှိကြတဲ့ရင်းနှီးမြှုပ်နှံခွင့်တွေပေးမယ်ဒါနဲ့ပဲဒီကောင်အလေးလေးလိုအောင်ပါ ဒီတိုင်းပဲတိုင်းပြည်ကိုရောင်းစားပြီးတော့မှသူတို့အသက်ရှူချောင်ဖို့အတွက်လုပ်ပါပဲ။ဘာဖြစ်လို့ဆိုဒီကောင်เนี่ยတပွားဆန်တယ်လေ။တပွားဆန်တပွားအပီးဆန်သွားတယ်။နော်။အဲ့တော့အဲ့ဒီလိုမျိုးကျွန်တော်တို့ကတရုတ်ကိုအလွန်အကျွံမိခိုလိုက်တဲ့အခါမှာအကျွေးဝင်ပြိမှုရဲ့နောက်ဆုံးရလဒ်ကတော့နိုင်ငံရဲ့စီးပွားရေးအချုပ်အခြာအာဏာတရုတ်လက်ထက်ကိုတဖြည်းဖြည်းရောက်သွားပြီးတော့မှမြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ဟာ ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်မဟုတ်ပဲတရုတ်ဩဇာအောက်မှာပဲเนาะတာတာရရာလေးအကျွေးစနစ်ချင်းမှာမွဲပြကြရတော့မယ်အန်ဒီရဲ့ဥတီနေလေဗျာเนาะတော်တော်ဆိုးရတဲ့ပြောစကားပါเนาะအတိအတိပညာပေါ့เนาะအတိပညာနည်းတဲ့အခါကျတော့ဟိုရက်ွက်တွေကအယတမဖဲတမကြက်တမအဲ့လိုကောင်မျိုးတွေပေါ့เนาะအိမ်မှာမူယူပြီးတောင်းညံ့နေတဲ့အခါရက်ွက်ကဖဲကျင်တာဒီကောင်စကားလည်းမပြောဒီကောင်အဖတ်ကောင်မလုပ်တာဗျာเนาะအဲ့တော့ဒီကောင်ကဘာဖြစ်လဲသူ့အဖတ်မလုပ်တော့သူကနည်းနည်းရှက်တယ် ရှက်တော့သူကအရှက်ပြေထပြောတာငါ့အိမ်မှာငါတောင်းချမ်းနိုင်ရဘာဖြစ်လားဆိုပြီးတော့မှသူကအဲ့လိုအပေါင်းမျိုးချိုးတာပေါ့ဗျာအဲ့တော့အိမ်မှာရှိတယ်မိသားစုကြတော့မင်းတို့ကောင်းနေငါလုံးသမားထောက်ခံထောက်ခံထောက်ခံတယ်လို့ပြောပြောခိုင်းတာအနိုင်ကျင့်ပြီးပြောခိုင်းတာအဲ့တော့အင်းအမိသားစုကပထွေရိုက်မှာကြောက်တာဟုတ်ရအိမ်ထဲမှာကြိတ်ရိုက်နေတာဟုတ်တကားပေးပြီးတော့မှနော်ဘဲမှလည်းမထွက်ဘူးလေဟုတ်တာပဲခင်ဗျာအခု passport တွေကနိုင်ငံခြားထွက်ခွင့်တွေပိတ်ထားတာပဲလေ ော်အကန့်လိုက်အကန့်လိုက်ပိတ်ထားတာနိုင်ငံခြားထွက်ခွင့်ဘယ်မှလည်းထွက်လို့မရအိမ်တကားပိတ်ပြီးတော့ကောင်းကောင်းရိုက်နှက်ရိုက်နှက်ပြီးတော့ပြောပြောငါပြောခိုင်းတဲ့အတိုင်းပြောငါငါ့ကိုထောက်ခံပါတယ်လို့ပြောဒီလိုမျိုးပြောခိုင်းတယ်အိမ်မပြောရိုက်ပါနော်ဘောကနေတုံ့ပိုးထားတယ်အဲ့တော့အခုပြောရပြီလေညီလီခင်စော်တို့အောင်လာတို့ဖိုကာတို့ချမ်းမင်းမောင်ချူတို့နောက်ဟန်နီတာတို့စသဖြင့်ပေါ့နော်အမှုပညာတော်တော်များများဒီရွေးကောက်ပွဲကြီးကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့เนาะပြောတာပြောနေရတဲ့ရုပ်တရားမျက်နှာတွေကမှုန်ကုန်နေရပဲဘယ်လောက်ထိချင်းချောက်ခံတာရမှာမသိတာ နော်ကြည့်လိုက်တာကျွန်တော်မီနီကန်ဆာလဲအတူတူပဲမျက်နှာမရှင်မလန်းနဲ့ဟန်နီဒါဆိုကိုဆိုးသေးတယ်ကိုဆိုးသေးဟိုတချို့ပြုံးတယ်လို့လို့ရှိတယ်ဒါပေမဲ့လုတ်ပြုံးကြီးလေလုတ်ပြုံးကြီးလေအဲ့တော့ तू ကဘာဖြစ်လဲဆိုတော့တွေ့လားမင်းတို့ကောင်တွေဟေးဘေးရန်ကောင်တွေတွေ့လားကြားလားမင်းငါ့ကိုထောက်ခံတယ်တွေ့လားဒါပဲရည်ရချက်ကအဲ့ဒါပဲတွေ့လားငါအိမ်တွေကအမှုပညာတော်ရတယ်နော်ငါ့ကိုထောက်ခံဝင်းရန်ပေးနေတယ်ဒါပဲဒီအခြေအနေကိုဖန်တီးပြီးတော့မှ နိုင်ငံတကာကိုကျင်းထဲဖို့ကြိုးစားတာပေါ့နော်တထွတ်တမိုက်ညံတဲ့ဘေးအိမ်တွေကတိတာပေါ့ဒီကောင်ငပိုးပဲဆိုတော့တိတာပေါ့နော်အဲ့တော့ပြောကြပြောတော့ပြောရှာပါတယ်နော်အမှုပညာသမားတွေမပြောလို့လည်းမရဘူးလေခုနကျွန်တော်ပြောသလိုတကားပိတ်တာဘယ်မှထွက်မရဘူးတကားပိတ်တာဒုံပိုးပြီးပြောခိုင်းတာဆိုတော့မပြောလို့မရတော့အဲ့တော့ပြန်တွေ့မလားဆိုတော့ပြန်တွေ့ဖို့ကြတော့လေသူတို့ကမစွမ်းတာနောက်တတိပိုင်းဆိုင်ရာလည်းသူများတော့တတိရမရှိဘူး မရှိတော့အောင်ကြီးသီးခံငြိမ်ပြီးတော့မှခင်ဗျာသူတို့ဘဝတွေလည်းကျွန်တော်စဉ်းစားကြည့်တယ်တော်တော်တော့ခင်ဗျာအနေကျက်တယ်ဗျာနော်တော်တော်တော့အနေကျက်တာနော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့မင်းအောင်လိုက်အုပ်စုကသူတို့အစဉ်ပြေကိုသူတို့အာဏာတီသူတို့အာဏာတီရဲဖို့ဆိုလို့ရှိရင်ဘယ်သူတွေရဲ့ဘဝကိုပဲခြာနေရခြာနေရခြာနေမှာပဲလက်ရှိလေခြာနေစေပဲကောင်းကောင်းနင်းတာဒါအခုလူပညာသမားတွေခြာနေတာပဲဒီလိုလုပ်လို့ရှိရင်တမိုင်းတိမ်မယ်ပြိတ္တမျက်မှောင်ကျိုးမယ် ိတာပဲအမှုပညာသမားတွေတိတာပေါ့နော်ဒီကောင်းတွေလည်းတိတာပဲတိတယ်တိတိနဲ့အောက်တန်းကြကြရုပ်မာပြီးတော့မှချနေတာသူတို့ခင်ဗျာပါဗျာပြောတာပြောနေရတယ်နော်တယောက်မှမျက်နှာမကောင်းအောင်နော်အဲ့ကျွန်တော်ပြောသလိုပဲပုံမှာတချို့ဆိုအပြုံးတောင်မရှိဘူးတချို့ဆိုပြုံးနေပြီမဲ့အသက်ကမပါအောင်နော်အဲ့ဒီလောက်ထိတိုင်းပြည်ပေါ်ကိုဗျာနော်လူလူပေါ်ကိုရုပ်ကန်းလုံးနဲ့အုပ်စုရုပ်ကန်းလုံးနဲ့နော်တော်တော်ရုပ်ကန်းလုံးနဲ့အဲ့တော့ပြောချင်တာကတော့ နိုင်ငံကအတိမတ်ပြုမှုမရှိရင်ဘလို့ဆိုးချိုးတွေရှိမလဲဆိုတာတိတိကြီးနဲ့မင်းတို့တွေဒုက္ခရောက်ချင်တော့ရောက်စီငါကတော့အာနာမစွန့်လွတ်နိုင်ဘူးဆိုတဲ့သဘောထားဟာကျွန်တော်တို့ပြည်သူပေါ်ထားတဲ့စေတနာမဲ့မှုပေါ့နော်စေတနာမဲ့မှုယုံမာမှုအောက်တန်းကြမှုကောက်ကျစ်မှုယုံကမ်းမှုအများကြီးပေါ့ဗျာနော်ဒါတွေကိုဖော်ပြနေတာပဲနော်အဲ့တော့တရုတ်နဲ့ရုရှားကိုအားကိုးပြီးတော့မှကမ္ဘာကြီးကိုကြောက်ခိုင်းတယ်အဲ့တော့တေးချပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတိ အကျွေးနွန်နှစ်စီမဲ့အန်ဒီကြီးရဲ့ကိုကြားရောက်တော့မယ်ဆိုတာပြောခြင်းနဲ့အဲ့တော့ဒီလိုမျိုးပြည်သူလူထုရဲ့ဘဝကိုဖျက်ဆီးမဲ့တိုင်းပြည်ကိုကမ္ဘာအလယ်မှာဂုံသိက္ခာမဲ့စီမဲ့စီးပွားရေးနွန်နှစ်စီမဲ့ရုပ်ကန်းနဲ့လောက်ရက်ဒီရန်နေရာကြီးကိုကျွန်တော်တို့ဆက်ပြီးတော့မှတရှိခွေပေးထားလို့မဖြစ်ဘူးဗျာเนาะဒါကျွန်တော်တကယ်ပြောနေတာเนาะငါတို့၆နေတာမဟုတ်ဘူးကျွန်တော်ကတော့တော်တော်ကိုအိုင်အိုးစုကိုစိတ်ပြက်ပြီးယွန်းနေဗျာကျွန်တော်တော်တော်ကိုယွန်းတာ စိတ်လည်းပြတ်တယ်ယွန်စရာလည်းကောင်းတယ်မစင်ထက်ကိုယွန်တာကျွန်တော်ဘဝမှာအဲ့လောက်ထိမုံတီးယွန်ရှာရမယ်ပုပ်ကိုလူအုပ်စုရှိလိမ့်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးရတော်တော်ကိုမုံတီးယွန်ရှာတာပါနော်ဘာလို့မုံတာလဲဆိုတော့ပုပ်ကိုရေးရမုံတာပေါ့တိုက်တီပေါ်ကိုရုတ်ကန်းလုံးလို့မုံတာနော်အဲ့တော့ကျွန်တော်တို့နှင်းနေလို့မဖြစ်ဘူးတိုင်းပြီကောင်းဆောင်နေနှင်းနေနှင်းနေနှင်းနေနေလို့မဖြစ်ဘူးနော်ခင်ဗျားတို့စီးလုံးပါတော့နော်တော့တိုင်းပြည်ရဲ့နာကပြည်သူ့ဘဝဂုံတိတ်ခါအတွက်အမြန်ဆုံးအပီးတိုင်း တွန်းလှန် pressure ဖြစ်ဖို့မရှိမဖြစ်လိုအပ်နေပြီเนาะအများဆုံးလုပ်ပါဆိုတော့ကျွန်တော်ဒီနေရာကနေတိုက်တွန်းခြင်းလေဗျာเนาะသူတို့ကတော့ရုပ်ကန်းနေအဆုံးထိရုပ်နေပြီအဆုံးထိရုပ်နေမလို့ဘူးတဲ့မင်းတို့နိုင်ငံတကာမင်းတို့အသိမှန်ပြုတယ်မလို့အဲ့တော့ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့သဘောပဲဗျာညတို့တိုင်းပြည်ဘာဖြစ်ဖြစ်ဗျာเนาะဒါပဲစဉ်းစားကြည့်ပေါ့ဗျာအဲ့လိုကောင်မျိုးနေကျွန်တော်တို့ဘလိုလိုခီးဆက်သွားမလဲเนาะဒါတစ်ခုပေါ့เนาะအဲ့တော့နောက်တစ်ခုကတော့ဝါကားပိုင်ရှင်ဝါကားပိုင်ရှင်ဝင်မင်းမောင်ခေါ်ရွှေမန်း အရှင်မန်နောက်တန်တာမိုးတိတ်ဟလာမင်းသမီးကတန်တာမိုးကျွန်တော်အပြီးကြီးတော့ကျွန်တော်မကြည့်ဘူးပါဘောနော်အသူများတွေကြည့်နေအတစုံတစကြားရတယ်ပေါ့နော်ဒါကျွန်တော်တိတ်မလေးတာပေါ့ဒါမဲ့ဒီကောင်ရဲ့နောက်ခံတပိုင်းကြောင့်လေဒီကောင်ပါတွေဘလို့အဖွဲ့စည်းတွေနဲ့ပတ်သက်တယ်ဆိုတော့ကျွန်တော်ပြောမှဖြစ်မှာနော်ဒီကောင်ပါကောင်လေးဆိုတော့ပြောမှဖြစ်မှာအဲ့တော့ဖြစ်တဲ့ပြဿနာကတော့အဲ့မင်းသမီးနဲ့အဲ့ဒီကောင်နဲ့ရွှေမန်းနဲ့နော်မင်္ဂလာပွဲနဲ့ဆက်ဆက်ပြီးတော့မှ ပြောရရင်လူမှုရေးအရှုပ်တော်ပုံတွေပြောဗျာเนาะလူမှုရေးအရှုပ်တော်ပုံတွေဒါတွေကအဓိကပြဿနာပေါ့เนาะအဲ့တော့ဝေမင်းမောင်ရဲ့ရှေမန်းခေါ်ဝေမင်းမောင်ပေါ့ဗျာဝေမင်းမောင်ရဲ့နောက်ခံတမိုင်းကိုပြန်ကြည့်တဲ့အခါမှာဒီကောင်ကကိုပိုင်ရေချင်းတက်ဒီပေါ့နော်အကြက်ဖက်စိတ်အုပ်စုရဲ့ကျောတော့နောက်ခံနဲ့ချမ်းသာလာတဲ့ကောင်ဆိုတာတွေ့ရတယ်။အဲ့တော့ဒီကောင်ကဘလို့ချမ်းသာလာလဲဆိုတော့ဒီကောင်ကမန်လေးစာဒီမန်လေးစာဒီ MRD4 ရုပ်တံလိုင်းမှာဒီကောင်အာ စလိုက်စလိုက်စလိုက်အာတင်းကိုဗျာဆိုတော့အဲ့ကောနော်ဘောလုံးတရင်တင်ဆက်သူပေါ့ဗျာနော်အဲ့မှာစတင်ဝင်ရောက်ပြီးတော့မှလောက်ကန်ခဲ့တဲ့သူဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မှာမန်လေးဒေတာကနေပြောပြချက်အရာဒီကောင်နေမိသားစုကတာမန်မိသားစုပဲကြီးကွားချမ်းသာတယ်ကောင်မဟုတ်ဘူးကြီးကွားချမ်းသာတယ်မိသားစုတွေကမဟုတ်ဘူးအဲ့တော့နောက်ပိုင်းမှာစစ်တပ်နဲ့ဆက်ဆက်ပြီးတော့မှအခွင့်အရေးတွေရလာပြီးတော့မှဒါကြီးကွားချမ်းသာတိုးတက်လာတယ်ကောင်ပေါ့ဗျာနော်အဲ့တော့2015လောက်မှာ အမ်မြန်မာမီဒီယာ7ကိုဒီကောင်စပြီးတော့မှထူထောင်တယ်ထူထောင်ပြီးတဲ့နောက်မှာ2018နောက်မှာသူ့ရဲ့ကြီးပွားတိုးတက်မဲ့အကျိုးစီးပွားအတွက်အရေးပါတဲ့ပေါင်းစည်းမှုတခုပေါ်ပေါက်ခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မင်းအောင်နိုင်ရဲ့တမီခင်တိတက်မော်နောက် AC တင်ဆန်းသားစံကိုကိုတင်ဆန်းနောက်တစ်ခါကြားဖို့မှာပါနော်နိုင်ချိုးကျော်ခရိုနီအမ်နိုင်ချိုးကျော်တရုတ်ဆောင်ဝင်းမုံရွှေရဲ့ခင်မောနောက်တစ်ခါ ခုပြောတယ်ဝင်းမင်းမောင်ဝင်းမင်းမောင်ကရှင်မန်းသူတို့ပေါင်းပြီးတော့မှ seven sun ထုတ်လို့ရဘူးရုပ်ရှင်ထုတ်လို့ရဘူးထူထောင်ခဲ့ရတယ်အဲ့တော့ seven sun ကစစ်တပ်ကဒါအမှုပညာလောကကိုငွေကြေးနဲ့ပေါ့နော်ငွေကြေးနဲ့ချုပ်ကင်ဖို့ကြိုးပမ်းနေအစီအစဉ်ကိုဒီခင်သီရိတတ်မုံနဲ့သူ့ရဲ့အုပ်စုပေါ့နော်သူ့ရဲ့အုပ်စုကဒါအကောင့်ထဲပေါ်ပေးရတယ်ဒီအတွက်ကိုဒါကိုလုပ်တာဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီအမှုပညာလောကကိုထိန်းချုပ်ချုပ်ကင်ဖို့အတွက်ကို တကယ်အမှုပညာရှင်တွေကြီးကြီးပေးရတဲ့အမှုပညာရှင်တွေတို့ကဆွဲပြီးတော့ဆွတ်စီမှာဆွတ်စီပြီးတော့မှချုပ်ကင်မှာတစ်ချိန်ချိန်မှာတို့လိုအပ်ရင်အတုံးချမှာပေါ့နော်အခုဒါလိုအပ်လာတဲ့အချိန်မှာအတုံးချခံရတဲ့လူတွေရှိတယ်ပေါ့နော်ဆက်ပြောမယ်အဲ့ဒါအဲ့တော့အဲ့လိုမျိုးတို့ကအကောင့်ထဲပို့ပေးရတာပေါ့နော်အဲ့ဒါကြောင့် Samsung ကသူကအချိန်တူတွင်းမှာဘယ်ရုပ်ရှင်ပြည်တွင်းထုတ်လို့ရင်းနေမှာရှင်လို့ကိုမရတာတခါငွေကြေးအရင်များတာပေါ့နော်ငွေကြေးထည့်ဝင်မှုကအရင်များတယ်ရမ်းများတဲ့ခါကျတော့ ထောင်တက်သွားတာပေါ့နော်ဘယ်ထုတ်လို့ရေးမှသူ့ကိုရှင်လို့မရဘူးနော်ငွေကြေးရင်ကလည်းဒါများတဲ့အခါကျတော့အဲ့တော့အဲ့ဒီမှာဘယ်သူတွေချုပ်ခံလိုက်ရလဲဆိုတော့နာမည်ကြီးတရုတ်ဆောင်တွေဖြစ်တဲ့မြင့်မြတ်တို့နေတိုးတို့ဝင်းဘုံရွှေကြီးတို့နော်အဲသူတို့ပါဝင်ပေါ့ဗျာအများပြားကိုဈေးကွက်ဈေးကွက်ထဲမှာရှိနေတဲ့ပေါက်ဈေးနော်ပေါက်ဈေးတဲ့ဒါအစအမတန်မြင့်ပါတဲ့ကြက်သိန်းထောင်ချီဗျာအဲ့လိုစာချုပ်တွေနဲ့ဝယ်ကြလိုက်မြင်မျိုးတို့ဒီနေတိုးတို့မြင့်မြတ်တို့ပေါ့နော်အဲ့တော့ သူတို့ကိုအဲ့လိုဝယ်လိုက်ရတဲ့အထက်ရွေချက်ကအခုစစ်တပ်အတွက်ဝါရဖြန့်စကားတွေရိုက်ကူးတဲ့နေရာမှာရှေ့တန်းကနေပြီးတော့တရုတ်ဆောင်မှုအတွက်ဖြစ်တယ်။အဲ့ဒီချိန်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပိုင်းခြားတွေပေါ့နော်ဒါနေတိုးမြင့်မြတ်ဆိုတာတော့ဒိတ်ဒိတ်ကြီးကြီးကြီးကဒိတ်ဒိတ်ကြီးတရုတ်ဆောင်နေအဲ့ကောင်တွေအိတ်ကတဲ့ကောက်ဒုံးလိုထည့်လိုက်တယ်။အဲ့ဒီမှာတချို့မထင်မရှားတရုတ်ဆောင်တွေလည်းရှိတယ်။သူတို့လည်းထည့်ထားပဲတရုတ်ဆောင်လောကကြီးတစ်ခုလုံးကိုခင်ဗျားတော့ဝါချုပ်ကင်ပလိုက်တယ်အဲ့ဒီ7ဆန်နော်။အဲ့ဒီအဲဒီမှာအချုပ်မခံရတာတယောက်ပဲရှိတယ်။ ဒေါင်းပြန်ဒေါင်းဒေါင်းဒေါင်းကသူ့ရဲ့အမှုပညာကို7 sun လို့အဖွဲ့ကငွေပုံပေးဝယ်တာတော့လက်မခံခဲ့ဘူးတကယ်လေးစားဖို့ပေါ့အရေးချင်းချင်းကလည်းကြည့်ုံလေးဗျာဒေါင်းရဲ့တယုတ်ဆောင်ကတယုတ်ဆောင်မှုကခင်ဗျာကြည့်လုံးဝ interaction နေပဲကွာတဲ့အဲမြန်မာတယုတ်ဆောင်တာကြီးနဲ့တော့တူဘူးမတူဘူးလားနော်အဲလေးစားဖို့ကောင်းပါတယ်နော်ဒေါင်းတို့ကအဲ့တော့ နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ main online ရဲ့တမီးပါဝင်ပတ်သက်မှုကြောင့်ပေါ့နော်လွတ်လပ်တဲ့သတင်းမီဒီယာတွေကလည်းစောင့်ကြည့်တာအိုများလာများလာတဲ့အခါမှာဒီ seven side also ကအမီပြောင်းလိုက်တယ်အမီတွေပြောင်းနေအမီခွဲတွေအများကြီးနဲ့လုတ်ပြီးတော့မှဒါထုတ်လုပ်ရေးတွေဆက်လုပ်နေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မီဒီယာဟိုကောင်ကနဦးလုတ်ထားတဲ့မြန်မာမီဒီယာ7နော်နောက်ပြီးတော့အကြော application နောက် V7 entertainment နောက်တစ်ခါ Sally 7နောက်ကြာ Hey Play Show Like အဲ့ application တွေပေါ့နော်ထုတ်လို့ရအမိမျိုးစုံနဲ့မျိုးစုံနဲ့လောက်တာလောက်တာအဲ seven set မဟုတ်တော့ဘူးအဲ့တော့လူတွေကဘာဖြစ်သွားလဲဝေးဝါးကုန်တယ်ဟောဒါတခြားတခြားတခြား company တွေပေါ့ဆိုပြီးတော့မှကြည့်ကြတယ်ပေါ့ဗျာနော်အဒီရုပ်ရှင်တွေအဲ့ application တွေကနေဝယ်ကြည့်တယ်အဲ့လိုမျိုးပေါ့ကြည့်ကြတဲ့အခါကျတော့ဝင်ဝင်ကပြတ်မသွားဘူးဆက်ပြီးတော့မှသူတို့ရဲ့လုပ်ငန်းစဉ်ကိုဆက် account ထဲပေါ်နိုင်နေပေါ့နော်ပြောရလို့ရှိရင်ပြည်သူကိုအင်းကွက်ကျော်ရိုက်သွားတာနော်ပြည်သူကိုကွက်ကျော်ရိုက်သွားတာ အဲ့လိုလှုပ်သွားပြီးသူကတော့ခံလိုက်ရတော့နော်ပြီးသူကဘယ်သိရှာမလဲနော်ဒီကောင်လေးကတော့အဲ့လိုလှုပ်သွားတာပေါ့နော်အဲ့တော့အာနာသိမ်းပြီး2021ခုနှစ်မတ်လမှာအမေရိကန်အစိုးရကမင်းအောင်နိုင်ရဲ့တမီအသားသမီးတွေပေါ့နော်သူတို့ရဲ့အသားသမီးတွေပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုပိတ်ဆို့ရဲအဲ့ဒီမှာ7 sense တပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါပြည်သူတွေကဒီ7 sense ကိုတပိတ်ပေါက်တယ် white coat လုပ်တယ်လုပ်တဲ့အခါမှာရက်သွားတယ်ရက်သွားပြီးတော့မှ2023လောက်ကြာတော့မှသူကအမိပြောင်းပြီးတော့မှရုပ်ရှင်အားတွေပြန် ရုံပြန်တင်လာတယ်။အဲဒီကောင်လေးအဲ့လိုဟဲ့ခဏငြိမ်လိုက်သေးတာ။နော်ပြီးလို့ရှိရင်တဖြည်းဖြည်းနဲ့သူကပြန်လှုပ်လာတာ။ကျွန်တော်ခဏခဏပြောနေမျိုးဆက်တဆက်ဆိုတာနော်။အဲ့ဒါအကုံအကျုံးဝင်နေတော့မျိုးဆက်တဆက်ဆိုတာ။အကုံလုံးကျုံးဝင်တောင်ပေါင်းစုံအကျုံးဝင်နေမျိုးဆက်တဆက်သွားလိုက်မယ်။အဲ့ဒီလိုပြန်ပြီးတော့မှနှုတ်ရှားလာတဲ့နေရာမှာဒီဝေမင်းမောင်ခေါ်ရွှေမန်းဆိုတဲ့ကောင်နော်တန်တာမိုးသိမ့်နဲ့ပွဲဖြစ်နေတဲ့ကောင်ဝလုံးသားပိုင်ရှင်ကတကူစလေအနေနဲ့ရုပ်ရှင်ဂီတသဘင် သူစရဲပေါ့နော်အဲ့လိုအမှုပညာ네ပဲအားလုံးကိုသူကချုပ်ကင်ဖို့အတွက်သူကလုပ်ပြရတာသူရှေ့ထွက်ပြီးလုပ်ပြရတယ်နော်ဥပမာကျွန်တော်တို့2024တုန်းကစစ်တပ်ကပြည်သူကိုတပ်ဖြတ်နေချင်းနော်သူရဲ့ hey play ကရန်ကုန်မြို့ novo တဲမှာအမှုပညာအစုံနေနဲ့တကယ်ဆိုရင်ချစ်ပဲလို့ရဆိုရဲဂီတပွဲတော့ကိုခံခံလာလာကျင်းပခဲ့တာခင်ဗျားတို့သိမယ်ထင်ပါတယ်နော်ဒါပြင်သူတို့အုပ်စုကအမှုပညာလုပ်ငန်းကြီးအပြင်မင်းအောင်လှိုင်သမီးရဲ့အရှိန်အဝါနဲ့နောက်ထပ် လျှက်စစ်ကားနဲ့ဒါဆူလာပြားတင်သွင်းရောင်းချတဲ့လုပ်ငန်းတွေကိုလည်းဆက်ပြီးတော့မှလုပ်ကြခဲ့တယ်နော်အလွယ်တကူအမျက်တွေအများကြီးရခဲ့တယ်အဲ့လိုပေါ့နော်အဲ့တော့ဝေမေးမောင်ဆိုတဲ့ကောင်ကဘလောက်ထိဒီကောင်ကလူပညာတော်ကမှာအချိန်ဟွာကြီးသွားလဲဆိုတော့သူ့ရဲ့မင်္ဂလာပွဲမှာအခုစစ်တပ်ကနေပြီးတော့မှခေါ်ယူမေးမြန်းခံရတဲ့ဖွေး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 လို့အမှုပညာရှင်တော်မှနော်သူ့ရဲ့မင်္ဂလာပွဲမှာပန်းကျဲကဲပြရပြီးရယ်နော် ိုးအရင်တော့ဆိုလို့ရှိရင်เนาะကျော်ပေပွဲဆိုရင်ခက်ခက်ခဲခဲငှားရတဲ့တိတ်မလိုက်ဘူးတိတ်မှန်တတ်တာပေါ့เนาะတိတ်မှန်တတ်တာအာဟိုပွဲဆိုရင်အင်တီပွဲဆိုရင်เนาะတော်ရုံဆိုတိတ်မလာနဲ့ stage show ပြောတာပေါ့เนาะ van van iron cross อืมအဲ့ဒီ iron cross ကအခုအဲ့ဒီဝေမေးမောင်ရဲ့မင်္ဂလာပွဲမှာလာပြီးတော့မှဖြောပြခဲ့တဲ့အခြေအနေအထိဒီကောင်ကြီးရဲ့ဩဇာအာဏာအမှုပညာရှင်တွေပေါ်မှာရှွမ်းမိုးလာတယ်ဆိုတာထင်ရှားတယ် တော့လက်ရှိတော့ဒီကောင်ရဲ့လူမှုရေးအရှုပ်တော်ပုံတွေဘာညာတွေပေါ့ဗျာဒါတွေကပွဲကစူးနေတယ်နော်အဲ့တော့ရီဆောင်ဟောင်းက၄နှစ်၄နှစ်တာကာလအတွင်းအချိန်60လောက်ဖောက်ပြန်ခဲ့တာတွေဘာတွေပေါ့နော်နောက်တကအဲဝေမေးမောင်ဘက်ကထောက်ခံရေးသားတဲ့ဟိုဘောင်းထွန်းထွန်းလာထွန်းထွန်းလာရုပ်ကကြက်မပြည့်ပါဘူးနော်ဘလို့ဘလို့မင်းသားပြန်မှမသိဘူးနော်အဲ့တော့အဲ့ဒီကောင်ကလည်းဟိုကောင်မလေးကိုတန်တာမိုးသိမ့်ကိုဗတ်လိုက်ပြီးတော့မှတန်တာမိုးသိမ့်ကို ပြောတာပေါ့ဗျာပြောတဲ့ကိစ္စတွေကဟာလိုက်တွေလွှင်ဟာကြည့်ရှုသူကတန်းနဲ့ချီရှိအာအိုက်နောက်ကိုအကုန်ပါကုန်ဘုံပါကုန်တော့အဲ့တော့နောက်ဆုံးမှာဘာဖြစ်လဲဒီဝင်မင်းမောင်သူ့ရဲ့ရွှေမန်းဆိုရဲ့အကောင့်ကနေပါတော်ကြပါတော့ဘာညာကူသွားနေအားလုံးဟိုဟိုပြန်ပြီးတော့မှအပြန်လန်တောင်းမှပို့ရှိကိုဖြတ်ပါညာနဲ့အဲ့လိုလုပ်ကြတာပေါ့နော်ဟိုဒါနောက်ဆုံး update ပေါ့ဗျာနော်အဲ့တော့အခုဖြစ်စဉ်ကဝင်မင်းမောင်ကိုပြင်းထန်တဲ့ဝေဖန်မှုတွေရှိနေပေမဲ့လည်းအမှုပညာမီဒီယာတွေက သူ့ရဲ့စစ်တပ်နဲ့ပတ်သက်တဲ့ကြီးပွားချမ်းသာမှုနောက်ွယ်ကဇလန်းတွေကိုဘယ်သူမှမဖော်ထုတ်ရဘူးကြောက်တယ်ကြောက်တယ်အပေါ်ရံပဲဖော်ပြကြရပေါ့နော်အဲ့ဒါကြောင့်ပြည်သူအများစုကလက်ရှိအမှုပညာထုတ်လုပ်ရေးပေါ့နော်ထုတ်လုပ်ရေးတွေကိုတပိတ်မောက်ရမယ်အကြမ်းဖက်စစ်ကောင်ဆောင်ရဲ့စီးပွားရေးလက်ရုံးမှန်းမသိဘဲနဲ့ဖြစ်နေကြတာပေါ့နော်ဒါကိုကျွန်တော်ကပြန်ပြီးဖောက်တယ်ချပြတာပါနော်ဖောက်တယ်ချပြအဲ့တော့ ဒီကောင်ရွှေမန်းလုပ်တဲ့ဝင်းမင်းမောင်ဖော်ရွှေမန်းလုပ်တဲ့အမှုပညာလုပ်ငန်းမှန်သမျှဒီခင်တိတိတက်မွန်ကိုစားမင်းအောင်လိုင်ကိုစားစစ်တက်ကိုစားအမှုပညာအတိုင်းဝိုင်းတစ်ခုလုံးကိုချုပ်ကင်ဖို့လှုပ်ရှားနေတယ်ဆိုတာကိုကျွန်တော်မိတ်ဆွေတွေကိုသိစေချင်ပါတယ်အဲ့တော့မတုံးတဲ့ Facebook မှာတော့အချက်ဖတ်စစ်ကောင်းဆောင်ရဲ့ခင်တိတိတက်မွန်တို့အုပ်စုဖြောပြေးရေးလုပ်ငန်းတွေဝါရဖြန့်ချီလုပ်ငန်းတွေပြည်သူလူထုကိုအာရုံလွှဲပြောင်းဖို့စူးစမ်းနေရဲဆိုပြီးတော့မှပြင်းပြထန်ထန်တတိပေးထားပါတယ်အဲ့တော့ဒီကောင်းစီကျွန်တော်တို့က နေတိုးတို့မြင့်မြတ်တို့เนาะတခြားတခြားသောပေါ့เนาะအနုပညာရှင်တွေကိုဘွိုက်ကော့လောက်တာထက်ဒီကောင်တွေထုတ်လုပ်တဲ့ရုပ်ရှင်တွေကိုအခုကျွန်တော်ပြောသွားပြီးပြီအများကြီးပဲเนาะအများကြီးပဲပြောသွားပြီးပြီဥပမာ Jaws application တို့เนาะ Now V7 Entertainment တို့ Now Sally 7เนาะ Hey Play Show Like เนาะအဲ့ဒါတွေเนาะအဲ့ဒါတွေကိုခင်ဗျားတို့တပိတ်မောက်ဖို့လိုအပ်ပါတယ်လုံးဝတပိတ်မောက်ပါ white coat လောက်ပါလုံးဝမကြည့်ပါနဲ့အဲ့တော့ဒီကောင်ဒီ င်သီရိတပ်ဖွဲ့ရဲ့အကြီးစားလက်ယုံတစ်စုဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေရာမှာဖောက်တယ်ချတာပါเนาะအဲ့တော့တကယ်မှာခရိုနီအကြီးစားဖြစ်သွားပါပြီဒီကောင်ကเนาะဒါလေးကိုပြောချင်တာပါအဲ့တော့ဟိုသူတို့ဇက်ရှုပ်တွေကတော့ဒါကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်ကတော့ကျွန်တော်တော်လိုင်းနဲ့ပတ်သက်တာပဲပြောမယ်เนาะအဲ့ဇက်ရှုပ်တွေကြည့်ကြရင်လိုင်းပေါ်မှာပြန်နေရောတွားကြည့်เนาะအိုက်ကောင်နာမည်ကအဲဗာလဲဝါးကားလားဟာလားနော်ဝလုံးတော်မရှောင်းဘူးလို့ပြောတာပဲဗျာနော်အဲ့တော့ဝင်းမောင်ကရွှေမန်းကျွန်တော်တို့ PP ပြင်းပြင်း Y ကိုလုပ်ဖို့လိုပါတယ် เนาะနောက်တစ်ခုရှိသေးတယ်သူ့ရဲ့မီဒီယာကမြန်မာ မီဒီယာ7เนาะအဲ့ဒီကထုတ်လုပ်တဲ့ရုပ်ရှင်ပိုင်းတွေကတော့ white ball ပဲเนาะဟုတ်ကဲ့ပါဒီနေ့ကတော့ကျွန်တော်တင်ဆက်မှုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြတော့